Thomas Edison ရဲ့နာမည်ကိုကြားလိုက်တာနဲ့တကဘာလုံးကိုအမောက်ခွင်းအလင်းဆောင်ပေးခဲ့တဲ့ပုံကိုလိုပဲတလောကလုံးကတည်ထားရတာ။ဒါပေမဲ့တကယ်တကယ်မှာ Edison ကကျွန်တော်တို့ inventor ဆိုတာထက် strategy businessman လို့ပြောမယ်ဆိုရင်ပုံမှန်လိမ့်မယ်။ဘာလို့လဲဆိုတော့ဗျာကျွန်တော်တို့ two twin gear ဆိုတဲ့ invention တွေကိုကြည့်လိုက်မယ်ဆိုရင်တော်တော်များများက investor တွေအနေနဲ့ငွေလုံးရင်းပြစ်သုံးပြီးရောယုံကြည်သူကိုပတ်စံပို့ပေးမဲ့ invention တွေများတယ်။နောက်ပြီးတော့ဒီ two twin နဲ့ကိစ္စတွေအောင်မြင်သွားပြီးတဲ့နောက်မှာနောက်ဆက်တွဲအနေနဲ့ ကမ္ပဏီနဲ့ချိန်ပြီးတော့နောက်ထပ် buying product တွေအများကြီးထုတ်လို့ရမယ် fee တွေမှာပဲ Edison အနေနဲ့ online ချင်းလိုက်ဝင်ကြုံနေတာအများကြီးရှင်းရှင်းပြောရမယ်ဆိုရင်ကျွန်တော် light bulb ကိုတောင်မှ Edison 100% invent လုပ်ခဲ့တာမဟုတ်ဘူး Edison မတိုင်ခင်ကတည်းကနှစ်တရာလောက်စောပြီးတော့ဒီကိစ္စကို train ထားတဲ့လူတွေ invent လုပ်ထားတဲ့လူတွေတပြုတ်ရှိတယ် Edison ကကျတော့ကျွန်တော်1889ခုနှစ်မှာဝင်လာတယ်ဝင်လာပြီးတော့သူဘာလုပ်လဲဆိုတော့ကျတော့ဆိုတော့သူ့ရှေ့မှာလုပ်ထားခဲ့တဲ့ project တွေအားလုံးကိုယူတယ်ယူပြီးတော့ဒါတွေအကုန်လုံးကိုလိုဒိုးပိုလျှော့လုပ်စုတုပြုလုပ်ပြီးတော့ကျတော့မှသူကနေပြီးတော့ဒီ light bulb ကို တရွာလုံးတမြို့လုံးတနိုင်ငံလုံးတကဘာလုံးအတိုင်းတာနဲ့တုံးလို့ရအောင်ဆင်ပေးခဲ့သူအခုလိုမျိုး case တွေရှိရကြအောင်လဲ Edison ဆိုတာနဲ့ကျွန်တော် Nikola Tesla fan တွေနဲ့လူတော်များများကဘာတွေပြောကြလဲဆိုရင် idea of thieves ဆိုသူများရဲ့ idea ကိုခိုးတယ်သူသူများရဲ့ idea ကိုသူ project တွေမှာယူသုံးတယ်သူဘာညာစသဖြင့်ဒါမျိုးတမုတ်ကြတာရှိတယ်။တခုစားရကြအခုလိုမျိုးတကဘာလုံးအတွက်အကျိုးအရင်းရှိစေမဲ့ project တွေ အရန် impact များတဲ့ invention တွေထွင်သွားပါတယ်ဆိုတော့ပုံကိုကျွန်တော်တို့ကြည့်မယ်ဆိုရင်ကြောင်းကို၃လတောင်ကောင်းကောင်းပြည့်အောင်တက်ခဲ့ရတဲ့သူမဟုတ်ဘူး။နောက်ပြီးတော့မိသားစုအနေနဲ့ကြည့်မယ်ဆိုရင်အဆင်မပြေတဲ့မိသားစုကလာတဲ့အတွက်သူ့အနေနဲ့အသက်၁၂နှစ်နဲ့သားကကြုံအားကြမ်းအလှုပ်ရရလို့လှုပ်ပြီးတော့ကိုယ့်ဘဝကိုကြောင်းခဲ့ရတဲ့သူ။ဆိုတော့အခုလိုမျိုးဘာ background မှာမရှိဘာကြောထောင်နောက်ခံမှာမရှိတဲ့အနေထားအနေပြီးတော့ Thomas Edison တယောက်ဘယ်လိုမျိုး invention တွေလုပ်ရင်း ဘယ်လိုမျိုးပုံစံနဲ့ strategic move တွေရွှေရင်ကနေပြီးတော့သူမသေးခင်ကာလဆက်ကြမှာဒေါ်လာ12သန်းကျော်ရှာသွားလေအခုလိုမျိုးနာမည်အရန်ကြီးရဲ့ invention တွေ impact အရန်များရဲ့ invention တွေကိုသူကိုယ်တိုင်မစခဲ့ပေမဲ့လေဘယ်လိုမျိုးလှလှပပအဆုံးသက်သွားပြီးတော့တမိုင်းတွင်စီခဲ့လဲဆိုတာကို ကျွန်တော်တို့ဒီနေ့ဒီဗီဒီယိုမှာအသေးစိတ်ဆွေးနွေးတော့မှာဖြစ်ပါတယ်။အားလုံးပဲမင်္ဂလာပါ။ကျွန်တော်တို့ CIA YouTube Channel ကနေကြိုဆိုလိုက်ပါတယ်။ CIA ရေ CIA ဘယ်လိုဖြစ်လာလဲဆိုတဲ့အကြောင်းတွေကိုကျွန်တော်တို့ CIA YouTube Channel ကနေပြီးတော့အပတ်စဉ်တိုင်းတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။မိတ်ဆွေတွေနဲ့ဒီဗီဒီယိုလေးကြည့်ပြီးတော့ကိုယ့်အတွက်တစ်ခုခုအကျိုးရှိသွားတယ်။ဘုဒ္ဓတာတိုးသွားရဆိုရင်ကျွန်တော်တို့ရဲ့ Channel ကို Subscribe တစ်ချက်လုပ်သွားလိုက်ပါဦး။ Okay ဆိုတော့ကျွန်တော်တို့ကျန်တာရေးအသေးစိတ်မသွားခင် Thomas Edison ရေငယ်ဖို့အရင်သွားလိုက်အောင် အဒါဇန်ကိုဖေဖော်ဝါရီ17 1840ခုအိုဟိုင်းယား USA မှာမွေးခဲ့တယ်။နာမည်အပြည့်ဆုံးကတော့ Thomas Ever Edison ။အဖေဖြစ်သူ Samuel Edison ကကြတော့ businessman အဲသူခေတ်သူအခါကသူကနေသူအရင်ကြီးမအောင်မြင်ဘူးဆိုပေမဲ့အနေအထားတစ်ခုရှိရဗျမဆိုးဘူး။အမေဖြစ်သူ Nancy Elliot Edison ကကြတော့ အဒါဆန်မွေးရတဲ့အချိန်မှာသူအလုံးမရှိတော့အရင်ကသူ့အလုပ်ကိုပြသွားဆိုရင်တော့ကြောင်းစရာမှာပေါ့ဆွတ်ဆွတ်ပေါင်းမောင်နှမ9ယောက်ရှိတဲ့အထဲမှာမှာသောမတ်အဒါဆန်ကအငဲဆုံးသားအဒါဆန်ကမွေးကလေးကယောဂါတစ်ခုပေးတစ်ခုဖြစ်ပြီးတော့ကျမ်းမာရတော်လေးခြူကြတယ်ဘလောက်ထိတောင်အချိန်နေဆိုလဲဆိုရင်သူတို့ခင်မှာဖြစ်တောင်ဖြစ်ခဲဖြစ်တဲ့ Trudan Scarlet Fever ဆိုတဲ့ယောဂါတစ်ခုရှိတယ်အဲ့ဒီအချိန်မှာဒီယောဂါတော့ကကျွန်တော်ကုဖို့ vaccine လည်းမရှိသေးသလို treatment လည်းမရှိဘူးဗျာဒီယောဂါဖြစ်ပြီးတော့အဒါဆန်ကဟိုးငယ်ငယ်လေးကလေးကနားတစ်ဖက်ကကြာလုံးလုံးကန်းသွားတယ် ကျွန်တော်နားကြလဲကောင်းကောင်းအရှင်းမကြအောင်ဗျာဟိုသူဘေးနားကနေအရန်ကတ်ပြောမှာတော့အရန်အခြေကြီးပြောမှာတော့ပဲကြားရတာမျိုးထပ်ပြီးတော့တိုင်ရပြောက်ချင်တော့ဘာဆက်ဖြစ်လဲဆိုတော့အက်ဒီဆန်အသက်80သားရောက်မှာအဖေဖြစ်သူဆမ်မရယ်အက်ဒီဆန်ကလုံးသက်မြစီးပွားရေးအကုန်လုံးဒေဝါလီခံရပြီးတော့ရှိသမျှပြောင်းသွားတယ်သူတို့နေတဲ့အိမ်မှာအကျွေးနဲ့ထိုးဆက်လိုက်ရတယ်။အဲအကြောင်းမဲ့မိသားစုတစ်ခုလုံးမစ်ရှဂန်ဘက်ကိုရွှေ့သွားပြီးတော့အဲ့မှာပဲအိမ်ငါးနေကြရတဲ့ဘဝကိုနောက်တစ်ခေါက်ပြန်စားတယ်။ဒီလိုနဲ့ပဲအက်ဒီဆန်အသက်ပြည့်သွားတဲ့အချိန်မှာအကြောင်းထားဖို့ဖြစ်လာတယ်။ဆိုတော့အကြောင်းထားတဲ့အခါမှာပြဿနာကအက်ဒီဆန်နားတစ်ဖက်ကပဲကြားရတာကြောင့်ရော ။နောက်ပြီးတော့ကျတော့ဒီသူကအရန်တည်ကျင်တာများတယ်မိခွန်းနေအရန်များတဲ့ခါကျဘာဖြစ်လဲဆိုတော့ကျောင်းဝဆရာဆရာမတွေ Addison ဆိုတာနဲ့ဟိုနည်းနည်းငပိန်လိုလိုဘာဖြစ်သလိုညာဖြစ်သလိုတွေလှုပ်ပြီးတော့ကျတော့သူ့ကိုမလိုဘဲနဲ့နှိမ်နိုင်ဖိအားကြီးလှုပ်လာတယ်။ဒီကိစ္စတွေကို Addison အမေတိသွားတဲ့အချိန်မှာတော့သူ့သားကိုလည်းလောကကောင်းလာဆိုပြီးတော့ကျတော့ ကျောင်းတက်တာကလေးကဟိုပဲရှိရုံပဲ၁၂ပတ်၁၂ပတ်ဆို၃လပတ်ကြာလေးပေါ့ဗျာဆိုတော့၃လပဲရှိသေးတယ်သူတော့ကျောင်းကနေထုတ်ပြီးတော့ကြာတော့အိမ်မှာပဲသူကသူရေးတဲ့ဖတ်တဲ့အောင်နဲ့တခြားအခြေခံလိုအပ်တဲ့ကိစ္စတွေအတွက်သင်ပေးတယ်ကျောင်းလည်းပြန်မထားတော့ဒါပေမဲ့တခုကောင်းသွားတာကြာတော့ Edison အဲ့အချိန်အဆပြီးတော့သူကသူ substar ကြီးဇက်တိုက်လုပ်ပြီးတော့ sorry ဇက်တိုက်ဖတ်တယ်သူဖတ်တဲ့ topic တွေကတော့အစုံပဲကျွန်တော်တို့ chemistry mechanic electricity science sorry topic တွေစုံနေအောင်ဖတ်ပြီးတော့ကြာတော့ကိုယ့်အကူလေ့လာရနေဆရာသမားအရင်ကြံလာတယ် ဒီလိုနဲ့ Renny Lyon ကနေ Addison အသက်17နှစ်သားအရောက်မှာ ANC ဘွားကြီးကပြန်ထောင်မလာရပြန်ချင်းနေပို့ဆိုးသွားတဲ့အတွက် အဲဒုက္ခနိုင်ကွာအလုတ်ဝင်လုတ်ပြီးတော့ကြာတစ်ဖက်တစ်လမ်းအနေနဲ့အထောက်အကူဖြစ်အောင်ဆိုပြီးတော့ဒါသူလုတ်ဖို့အတွက်ဆုံးဖြတ်လိုက်တယ်ဆိုတော့အက်ဒါဆန်ပထမဆုံးလုတ်တဲ့လုတ်ကကြာပါလဲဆိုတော့ကြာတော့ကျွန်တော်တို့ဒီ port huron နဲ့ battery မှာဆွဲနေရထားတဲ့စီးရှိတယ်ဗျာဆိုတော့သူကအဲ့ရထားပေါ်မှာတည်င်းစာတို့တခြားစားစရာတိုလီမုတ်စာပါညာဒါမျိုးတွေလိုက်ရအောင်ဆိုတော့အက်ဒါဆန်သွားတဲ့ process ကတော့ရှင်းတယ်သူဒီဟာလုတ်ဖို့အတွက် initial budget အနေနဲ့ကသူ့အမေစီကအများကြီးအောင်ဖြစ်နေပြီးတောင်းတယ်ဖြစ်နေပြီးတော့တော့တပည့်နှစ်ပြားတော့ထွက်လာတယ်ဆိုတော့ဒီ person ကိုယူယူပြီးတော့မြေမြေမှာဆင်းပြီးတော့ကြာတည်င်းစာကိုဈေးချုံမဲ့နေရာတွေသူ့ကိုလက်ကားဈေးနဲ့ပေးမဲ့နေရာတွေ သူညိလို့ရရနေရာမှာလိုက်ပြီးတော့တရင်စာကြီး online ကျင်းတယ်လိုက်ဝဲဝဲပြီးတော့ဆိုရဲခါကျမှဆောင်းနာယထာဝတ်တက်ပြီးတော့ယထာဝတ်မှာပါလာတဲ့ passenger တွေဒါတွေလိုက်အောင်ဆိုတော့ဂျားရီကနေ तू ကအဟာစားပေါ့ဆိုတော့ဒီဘဝကနေရတဲ့ profit တွေနဲ့ तू ဘာဆက်လုပ်လဲဆိုတော့သူ့လုပ်ငန်းချဲ့ရနေနဲ့အရင်လိုတရင်စာတွေမဟုတ်တော့ဘဲနဲ့ကျွန်တော်စားစရာတောက်စရာတခြားဒိုလီမိုးဆိုင်ပစ္စည်းတွေပါထိုက်ရအောင်ဒါမျိုးတွေလုပ်တယ်ဆိုတော့ Adidas တဲ့ strategy ရှင်းနေဆိုရင်သူအနေနဲ့ profit ကတော့ရရလीတပတ်ကိုမရပါဘူးဆိုအဲ့အချင်းကွယ်ဒေါ်လာ20 30နီးပါးရမယ်သူဒီရတဲ့ပတ်စံတွေကိုဘယ်လိုမျိုးထက်ပြီးတုံးလဲဆိုတော့ကြတော့ ယထာနောက်တွဲမှာသူကနေပြီးသူအားတဲ့အချိန်မှာ mini printer လေးတစ်လုံးမရရအောင် setup လုပ်ပြီးတော့ကျွန်တော်ဒီကနေပြီးသတင်းစာကြီးထုတ်ရအောင်လေတဘောကကျွန်တော်ပြန်သူအရင်ကကျွန်တော်သတင်းစာသမားကြီးကြီးရယူတယ်ယူပြီးတော့ဒီ passenger ကြီးလက်ထဲကိုထည့်ကြရဲအဟာစားတယ်အဲ့တော့သူကဒီဘက်ကနေပြီးတော့ကျွန်တော်တို့သတင်းစာရောင်းနေတဲ့ကောင်တွေကိုကြော်ပြီးတော့သူ့ဟာသူထုတ်ပြီးတော့ရောင်းတာပဲကျွန်တော်သူအမျက်ပိုကြံတယ်ဒီကနေပြီးတော့အပိုထွက်လာတဲ့ passenger တွေ Edison ဘလို့ထပ်သုံးလဲဆိုရင်သူကနေပြီးတော့ယထာနောက်တွဲထဲမှာဘယ်သူမှမသိအောင် lab အသေးလေးတစ်လုံး setup လုပ်တယ်ဆိုလိုတဲ့သဘောတရားတစ်ခုပါဗျာ သူကသူကသူသူလောက်ရမယ်နေဆိုသူကအလုပ်ဖြစ်တယ်တရင်စာကြီးပတ်ရအောင်စားစရာတောက်စရာကြီးပတ်ရအောင်ပြီးရင်အားသွားရေဆိုရင်ဆောနာသူ့ lab အသေးလေးသူခိုးထောင်ထားတဲ့ lab ထဲမှာသူကသူရှောက်ပြီးတော့သူလှုပ်ချင်တဲ့ invention ကြီးသူလှုပ်ချင်တဲ့ရှောက်ထွင်းတာကြီးဟိုအဒီယာကြီးရှောက်လုပ်တယ်ပြဿနာတက်ချင်တော့じゃဘာထဖြစ်လဲဆိုတော့တရက်မှာ Edison ကသူ့ lab ထဲမှာသူကလိနေနေသူသုံးတဲ့ chemicals တွေကြောင့်အေးသူ lab ထည့်ထားရဲကျွန်တော်တို့ယထားတို့ရမိလောင်သွားတယ်ဗျာဒီကိစ္စကိုယထားပေါ်အကြီးမားတဲ့သူတွေတည်သွားတဲ့အခြေအမှာ Edison ကိုဒီကိစ္စနဲ့ပတ်သက်ပြီးတော့ တို့ချက်ချက်စတဲ့ဒန်ရိုက်တယ်နောက်ပြီးတော့သူ့ပစ္စည်းတွေဒီဘောကနေမောင်းချလွန့်ချပြီးတော့ရတော့အဲဒါစအနေနဲ့နောက်နောက်ဘယ်တော့မှသူတို့ရထားအောင်မထက်ပြီးအလုပ်လုပ်ခွင့်ရတော့မှမဟုတ်ကြောင်းပြောပြီးတော့သူပါမင်းနံကောက်ပန်းမလိုက်တယ်လက်ရှိအစဉ်ပြေနေအလုပ်ကနေနားလိုက်ရပြီဆိုတော့အက်ဒီဆန်တယောက်ရှိနေနေနဲ့ပဲအိမ်ပြန်လာရတဲ့သူ့အိမ်အောက်က basement ထဲမှာပဲသူစုထားတဲ့ပတ်စံလေးတုံးပြီးတော့ကျွန်တော် mini project အသေးစားလေးလုပ်တယ်နောက်ပြီးတော့ကျွန်တော်သူ whole 2020လောက်ရနေပဲအချိန်ကုန်ခဲ့ဒီလိုနဲ့နေလာရင်းကနေတည့်ရမှာတော့ Edison က လမ်းလျှောက်ဝင်စဉ်းစားရဲနဲ့မိရထဘုဒ္ဓဘက်ကိုရောက်သွားတယ်။အဲ့ဘုဒ္ဓဘက်မှာဘာဖြစ်လဲဆိုတော့ train car နဲ့တိုက်မိကန်ကြီးဖြစ်နေတဲ့ကလေးတယောက်ကိုမြင်လာတဲ့သူအချိန်မီဝင်ကယ်လိုက်နိုင်တယ်။လောလောဆယ်ဒီဘာမှမဟုတ်လိုက်တဲ့အခိုက်အတန့်လေးအပြုတ်မှုလေးရပဲ Thomas Edison ဆိုတဲ့နာမည်ကိုတကဘာလုံးကတိတကဘာလုံးအတွက်အကျိုးရှိစေမယ့် invention တွေကိုလုပ်ပြီးတော့ဒေါ်လာသန်းပေါင်းများစွာချမ်းသာတဲ့ millionaire တယောက်ဖြစ်လာစေမယ်ဆိုတာကိုတော့ဒီချိန်မှာ Edison တည်ုံမှာမဟုတ်ဘူး။ ဒီတူကယ်လိုက်တဲ့ကလေးအဖေရဲ့အလုပ်ကကြတော့အဲ့ဒီအချိန်ကျွန်တော်တို့မီယထဘူတာမှာလုပ်တယ် telegraph operator အဲ့တော့ဒီနေရာမှာကျွန်တော်ဆက်မပြောခင် telegraph နဲ့ပတ်သက်ပြီးတော့ mix လို့နည်းနည်းနားလည်လွယ်အောင်ကျွန်တော်ထပ်ရှင်းပြမယ်ဆိုကြပါစို့ကျွန်တော်မောင်မောင်နဲ့ကြော်ကြော်ဆိုပြီးတော့တငယ်ချင်းနှစ်ယောက်ရှိမယ်မောင်မောင်ကကျတော့ US ကမြို့တစ်မြို့ဖြစ်တဲ့ Seattle မှာနေတယ်ကြော်ကြော်ကကျတော့ Los Angeles မှာနေမယ်ဆိုတော့သူတို့နှစ်ယောက်ကနေပြီးတော့ကျွန်တော်မိသားစုကိစ္စအဖြစ်ဖြစ်ဇီဝရေးကိစ္စအဖြစ်ဖြစ်ဘာကြောက်မှဖြစ်ဖြစ်တခုခုကြောင့်စကားပြောဖို့လိုရည်ဆိုတာနဲ့ ဒီနေ့ခေတ်လောမျိုးဆိုတော့ကျွန်တော်တို့မှာရွေးစရာ option ပေါ်တယ်ဗျာ။ဒါဆိုကျွန်တော် operator နဲ့တဆင်မဲ့ဖုန်းခေါ်မလား။ဒါမှမဟုတ်ရင်ကျွန်တော် messenger, whatsapp, telegram စတဲ့ကျွန်တော်တို့ဒါမျိုး social app တွေသုံးပြီးရောပဲ။ဒီကနေ voice call ခေါ်မလား၊ video call ခေါ်မလား၊ကြိုက်တာလည်းအကုန်ဖြစ်တယ်။ဒါမှမဟုတ်ကျွန်တော်တို့ Thomas Edison ရဲ့ခေတ်ပြတဲ့1840 1850ပတ်ချာလေးကိုပြန်ကြည့်မယ်ဆိုရင်တို့တို့မှာအခုလိုမျိုးမျိုးတွေချားပြီးစကားပြောဖို့လိုလာပြီဆိုတဲ့အခါမှာ စာပို့တဲ့ option ကလွဲပြီးရွေးစရာတခြားမရှိဘူး။နောက်ပြီးတော့ Alexander Graham Bell ကနေပြီးတော့ပထမဆုံးဖုန်းဖုန်းကိုစထွင်တဲ့အချိန်ကလည်းကျွန်တော်1869ဆိုတော့အဲ့ရှိပိုင်းရဲ့လူတွေအနေနဲ့ကဆွမ်းနာပြောသလိုမျိုးချပြီးမှဆက်သွယ်လုပ်ကျင်နေဆိုရင်စာပို့ရုံပဲရှိရဲ့။ဒါပေမဲ့ပြဿနာအခုလိုမျိုးစာပို့တဲ့ကိစ္စကဒီဘာမှမဟုတ်တဲ့နီနီကက်ကက်မျိုးလေးနှစ်မျိုးတောင်ပါဗျာ။၅ရက်တစ်ပတ်ကြာတယ်အဆင်မပြေဘူးအရေးကြောင့်ဆိုဘယ်လိုလုပ်မလဲ။ ကျွန်တော်ဒီပြဿနာတွေကိုဖြေရှင်းဖို့အတွက်1830ခုမှာ William Cook နဲ့ Charles Wheaton ဝင်လာပြီးတော့ electric telegraph ဆိုတာကို invent လုပ်ပေးခဲ့။ဒါကိုပိုကောင်းအောင်လုပ်ပေးသွားတဲ့သူကိုပြပါဆိုရင်တော့ Samuel Finlay Brismore တောင်းနေပြီး telegraph သုံးရတာအရန်လွယ်သွားအောင်လို့ Moscow လို့ခေါ်တဲ့ခုတ်တမျိုးကိုထွင်သွားခဲ့တယ်သူ။ဒီ telegraph session အလုပ်လုပ်ပုံကတော့ရှင်းတယ်။ဒါကိုမိတ်ဆွေတို့အနားလည်လွယ်ဆုံးဖြစ်အောင်ကျွန်တော်ရှင်းပြပေးမယ်။ဆိုကြပါစို့ကျွန်တော်တို့ station A နဲ့ station B ဆိုပြီးတော့မြို့နှစ်မြို့မှာ telegraph station နှစ်ခုရှိမယ် ကျွန်တော် deep station နှစ်ခုလုံးမှာကျွန်တော်တို့ဘာတွေရှိမလဲဆိုရင် battery ရှိမယ်။နောက်ပြီးဒီ battery ကို power ကြွေးလို့ရအောင် wire နဲ့ပတ်ပြီး ground charger ရှိမယ်။နောက်ပြီးတော့ကျတော့အခုလိုမျိုးမြို့ချားနေတဲ့ telegraph station နှစ်ခုကိုလမ်းမှာကျွန်တော်တို့မီးတိုင်တွေစိုက်တဲ့လိုမျိုးတိုင်တွေတွယ်ပြီးတော့ကျတော့ wire ကြိုးနဲ့ချိန်တာရှိမယ်။ကျွန်တော်ထားပါတော့မိတ်ဆွေကနေပြီးတော့မြို့ A မှာရောက်နေတယ်။ကျွန်တော်ခင်ဗျားမြို့ B မှာရှိရခင်ဗျားမိသားစုစီကိုစားလမ်းပို့ခြင်းနဲ့စားထားပါတော့ဒီလိုဖြစ်မယ်။အဲငါနောက်လာတဲ့နေ့အိမ်ပြန်လာမယ်ပေါ့။ဒါမျိုးပို့ခြင်းနဲ့ပုံမှန်လို့ဆိုရင်တော့ခင်ဗျားစားရိုက်ကနေသွားပို့ရင်ဒီစားရောက်ပို့ကတစ်ပတ်လောက်ကြာမယ်။ ဒါမဲ့လုံးလုံးဆယ်ဘယ်လိုဖြစ်သွားလဲဆိုတော့ကြမိတ်ဆွေလှုပ်ဖို့လိုတာကကိုရောက်နေတဲ့မြို့မှာရှိတဲ့အနီးဆုံး telegraph station တစ်ခုကိုသွားလိုက်ပြီးရတဲ့ဒီစာဟိုဆွမ်းနာ station မှာရှိတဲ့ကျွန်တော် operator လက်ထဲကိုထည့်လိုက်ခမရဆာကိုယူပြရတဲ့မြို့ A မှာရှိတဲ့ telegraph operator လှုပ်မှာကအရင်ဆုံးဒီစာကို decode လုပ်မယ် decode လုပ်တယ်ဆိုရဲကိစ္စမှာကျွန်တော် moscow နဲ့ decode လုပ်မယ်ဆွမ်းနာခမရပြောလိုက်တာတော့ဒါကိုပြောလိုက်တဲ့ဇကားရှိမယ်သူတို့ကဒီဇကားကြီးကိုတဲပို့လို့မရဘူးအဲ့တော့ moscow ဆိုရဲအတိုင်းပဲခမရပြောတဲ့ဟာကို dot တွေ dash တွေပြောင်းပြီးတော့ကျွန်တော်စာပြင်ရေးလိုက်မယ်ပြင်ပေးပြီးလို့ရှင်ဘာထက်လုပ်မလဲဆိုတော့ ဆွမ်းနာစတေရှင်တစ်ခုချိတ်ထားတဲ့ဝိုင်ယာကြိုးရဲ့အစုံမှာပါရှိတယ်ဆိုတော့ဒီဘက်မှာခလုတ်ပုံစံမျိုးလေးရှိတယ် switch ပုံစံမျိုးလေး strike operator ကဘာလုပ်လဲဆိုတော့ dot တွေ dash တွေကိုကြည့်ပြီးတော့သူတို့ဘလို့နှိပ်ရမယ်ဘယ်နှချက်နှိပ်ရမယ်ဘာညာစသဖြင့်ဒါမျိုးသူတို့သင်ပေးထားပြီးသား training ပေးပြီးသားရှိတယ်ဆိုတော့သူတို့ဒီတိုင်းနှိပ်လိုက်နှိပ်လို့ရှင်ဘာဖြစ်လဲဆိုတော့ဒီဘက်က station air နှိပ်တဲ့ electric current ဒီ hope station ပြီးကိုရောက်တဲ့အခါမှာအတန်အနည်းနဲ့ကြားရတယ် station b မှာရှိတဲ့ operator ကဒါကိုဘလို့ဖမ်းမလဲဆိုတော့သူတို့က headphone ပုံစံမျိုးအဲဒီတော့ဆင်တူပုံစံမျိုးရှိတယ်ဒါမျိုးတွေတက်တယ်ပြီးတော့ကြာ noise ကို short ရှော့ပြီးတော့ station air ပို့လိုက်တဲ့ electric current message ကိုသူကနားနဲ့နားထောင်ရတယ်။နားနဲ့နားထောင်ပြီးတော့မှပြန်ကြားတဲ့ဟာကိုသူကဘာလုပ်လဲဆိုတော့ဆွမ်းနာ Moscow အနေနဲ့ပြန်ချရည်တယ်။အဲ့မှာလဲသူတို့ကြားမှာ dot တွေ dash တွေညာမျိုးတွေပြန်ချရည်တယ်။နောက်ပြီးတော့မှဒီစာကိုသူတို့ကနောက်ထပ်လူတယောက်ကိုပို့ပြီးတော့ကျတော့ဒီစာ anchor ပြန်လောက်ရတယ်။အဲ့မှာ anchor လုပ်တဲ့အဆင့်မှာနောက်ဆုံးမေးဘယ်စာထွက်လာမလဲဆိုတော့ခမရပြောခဲ့တယ်။ ငါနောက်လာတည့်ရက်နေ့အပြန်လာမယ်ဆိုတော့ဒါ death ရတယ်အဲ့လိုမျိုး death ရလာပြီဆိုတော့မှဒီ telegraph ရုံးကနေပြီးတော့ခမရမိသားစုနေတဲ့လိပ်စာခမရမိသားစုနေရဲ့ရက်ွက်ခမရမိသားစုနေရဲ့အိမ်ဝင်သွားပြီးတော့ကြတော့ဒီစာကိုတဲပို့ပေးမှာဆိုတော့အချို့ပြောရမယ်ဆိုတော့ခမရကဒီစာပို့ရကိစ္စကိုစာရိုက်ကသွားပို့ရင်တပတ်ကြာမယ်ဒါပေမဲ့အခုလိုမျိုး telegraph နဲ့ပို့လိုက်တော့ကြတော့ချက်ချင်း instant ရောက်တယ် message ကဘာလို့လဲဆိုတော့ဒီ system မှာအဓိကသုံးထားတာက electric current ကိုသုံးထားတာသူ electric current ကိုအဖွင့်ပိတ်လုပ်ပေးပြီးတော့တစ်ဖက်က situation စီကိုကြာကျွန်တော်တို့အတန်ပို့ရဒီအတန်အောင်မှသူတို့က decode ပြန်လုပ်ပြီးတော့ ခမရဖို့ကျင်တဲ့ message ကိုသူတို့စီရောက်တာရှင်းအောင်ပြောရမယ်ဆိုတော့ဗျာ IK မှာအခုလိုမျိုး telegraph ဝင်လာတဲ့ကိစ္စကလုံးဝကို game changer ဖြစ်သွားတာအဲဒါကြောင့်လဲ Apple Kick က telegraph operator ဆိုရင်လူတွေက respect ပေးကြတယ် leader ကြတယ်ဘာလို့ဆိုတော့ဆိုတော့ကျွန်တော်ပြောရဲ Moscow တွေပါရှိတယ်ဗျာသူတို့ဒါတွေ memorize လုပ်ရတယ်ပြီးရင်ဒါနဲ့ပတ်သက်ပြီး click banner ချက်နေရမယ်ဒါတွေနားထောင်တဲ့ဘက်ကနေလဲဘလို့ပြန်နားထောင်ပြီး decode လုပ်ရမယ် angle လုပ်ရမယ်စသဖြင့်ဒါမျိုးတွေသူတို့ကတစ်နှစ်တန်းနေနှစ်နှစ်တန်းနေတင်ပြီးတော့မှဒီ operator ဆိုတဲ့ဘဝကိုရောက်တာဆိုတော့ဒီ telegraph operator ဆိုနေဒါကြောင့်လူတွေက respect ပေးရတယ် โอเคဆိုတော့ဒါလောက်ဆို Telegram case ဆိုတော့နားလည်ပြီဆိုတော့ Edison case ကိုပြန်ဆက်လိုက်အောင်ဆိုတော့ကျွန်တော် Edison ကဲခဲ့ကလေးရဲ့အဖေကဒီမီယာထားရုံမှာရှိတဲ့ Telegram operator ဒါကြောင့်ကျွန်တော် Telegram ဖကြောင်းကိုရှင်းပြရနေရဆိုတော့သူသားကိုကဲရတဲ့ကျေးဇူးတင်တဲ့အနေနဲ့ Edison ကိုသူကနေပြီး Telegram နဲ့ပတ်သက်တဲ့မန်သမီးအောင်တလုံးမှချင်းအိတ်တော်ဘာမှအကုန်တင်ပြီးဒါမှပြဿနာတစ်ခုရှိအဲ့ဒါဘာလဲဆိုတော့ကျွန်တော်ပုံမှန်ရှင်းပြခဲ့တဲ့အတိုင်းပဲ ကျွန်တော်ဒီ telegraph operator မှာနှစ်ပိုင်းရှိရယ်ဗျာဒီဘက်က transmitter လုပ်တဲ့သူရယ်ဟိုဘက်က receiver လုပ်တဲ့သူရယ် transmitter တမအနေနဲ့တော့တိတ်ပြဿနာမရှိဘူးဒီကိုလာပြီးတော့စာပို့ရင်လည်းဆိုရယ် customer စီရယ်စာကိုယူသွား moscow ပြောင်းပြောင်းပြီးတော့ဒီ moscow အရာသူကနေပြီးတော့ဒီဘက်ကနေပြီးလက်နဲ့ click ပြီးတော့ကြတော့ဟိုဘက်ကတခြား station ကကောင် signal ပေးအောင်မယ်အဲ့တခြား station ကကောင် receiver ကကြပြဿနာကဝင်လာတဲ့အတန်ကိုငကြက်နဲ့လုံးဝအသေးစိတ် ion site ထောင်ပြီးတော့ကြဒါရီ moscow ပြန်ပြောင်းပြီးမှ echo ပြန်လောက်ရတာ addison ကကျွန်တော်ပြောတာသူက ိုးငငယ်လေးကတည်းကယောဂါကြောင့်နားကနှစ်ဖက်လုံးကလစ်နေရကောင်းကောင်းကြားတာတစ်ဖက်ပဲကြားတယ်ဗျအဲ့ဒါလည်းသူ့အရင်ကြီးနားနားကနေကပ်ပြောမှသာကြားတာဆိုတော့သူ့အနေနဲ့ transmitter ဘိုင်းကပြဿနာမရှိဘူး receiver ဘိုင်းမှာတိုင်ပြောက်တယ်ဗျကျွန်တော်ပြောသူဘယ်လိုလုပ်ကြားရမှာအတန်နေဟုတ်တယ်မလားဘာလို့လဲဆိုတော့သူ receiver ဘက်ကထွက်လိုက်အတန်ကိုတဲနားမထောင်မနေသူ vibration ကိုနားထောင်ရတယ်ဒီ receiver မှာ तू ကနားကိုကန်ကန်မဟုတ်လည်းမျက်နှာတစ်ဖက်လုံးကပ်ပြီးတော့ကြတော့ဟိုဘက်ကနေထွက်လာတဲ့ vibration တုံခါမှုကိုနားထောင်ပြီးတော့ तू ကနေပြီးတော့ ဒီမော့စကိုကိုပြန်ပြီးပြောင်းတယ်ပြီးတော့မှဒါတို့ကသူအန်ကိုပြန်လုပ်တယ်နောက်ပြီးတော့ကျသူအားရချိန်ဒီမှာဘာတွေထပ်လုပ်သေးလဲဆိုရင်ဒီသူတို့မီးရထရုံထဲမှာရှိ Telegraph set အစုပ်တွေအဟောင်းတွေရှိရပဲဒါတွေသူယူရယူပြီးတော့ပြန်ဖြုတ်တယ်တစားချင်းဒီဖြုတ်ပြီးတော့ကျသူက Benai Morphine လုပ်လို့ရှိရင်အခုလိုမျိုးသူ့လိုမျိုး hearing problem ရှိရသူတွေကသူကနားထောင်ရတာတိုင်ပတ်နေတဲ့သူတွေအတွက်ပိုအဆင်ပြေမလဲသူကြည့်ရကြည့်ပြီးတော့ Morphine ပြန်လုပ်တယ်ဒီလိုပုံစံနဲ့ပဲ Addison ကဆောနာသူကယ်လိုက်တဲ့ကလေးအဖေကတင်ပေးရအောင်မှာတနစ်ခွဲလောက်အားဆိုင်ပြီးလှုပ်လာပြီးရနောက်မှာတော့ Telegraph နဲ့ပတ်သက်တာအကုန်နှောကြည့်ပြီးတော့ဆရာကြီးဖြစ်လာပြီးတော့ တကယ်တကယ်မျိုးပေါ်မှာအကြီးဆုံးဆိုရယ်ရုံးနေမှာပါနေရာရလာတယ်။လောလောဆယ်မှာလည်း Edison ဘဝကအရင်ထက်ဆန်တော့အများကြီးဆင်ပြေလာပြီဆိုပေမဲ့ Edison ဒီနေရာကိုလာရဟာဒီနေရာမှာနေဝဲမဟုတ်တဲ့အတွက်အလောက်ချင်းပြီးတော့လေသူတို့များရဲ့လိုအလကားမနေပဲနဲ့လက်ရှိသူရောက်နေတဲ့ fee ဖြစ်တဲ့ telegraph fee telegraph system ဘယ်လိုရေပို့ပြီးကောင်းအောင်လုပ်ပေးလို့ရမလဲ။ဘာရီအားနည်းချက်ရှိနေလဲ။သူအနေနဲ့ဒီဘက် fee ကိုဘာရီ modify လုပ်ပြီးတော့သူ့နာမည်တခုကိုဒီဘက် fee ရဲ့မှာတက်ပြီးမှတ်ကြောက်တင်နိုင်မလဲ။စသဖြင့်ဒါမျိုးကိစ္စတွေအများကြီးလိုက်ရှာနေ။အဲ့လိုနဲ့သူတရက်မှာသွားပြီးဘာရီတတိထားမိလဲဆိုတော့ လက်ရှိ Telegram system မှာကအားနည်းချက်ကအဓိကအပြင်၃ချက်ရှိတယ်။နံပါတ်၁တစ်ချက်ကကျ support ကအရင်အများတယ်။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်အဲ့ဒီအချိန်ရဲ့ Telegram system တွေမှာကျွန်တော်တို့ line တစ်လောက် message တစ်ကြောင်းပဲပို့လို့ရတယ်။ကျွန်တော် Telegram station တွေဘက်ကနေပြီးတော့ဒီလိုမျိုးကိစ္စအတွက်တို့အတွက်အသုံးစရိတ်ကားမိအောင်ဆိုပြီးတော့စက်လုံးရည်နဲ့ like ပြီးတော့တောင်းတာဖြစ်တဲ့အတွက်ဈေးကမလိုအပ်ဘဲများတယ်ဗျ။နောက်ထပ်နံပါတ်၂အချက်ကကျတော့ customer ပို့ခြင်းတဲ့ message ကတစ်ကြောင်းဟိုဘက်ကိုရောက်သွားတာတစ်ကြောင်းဒါမျိုးဖြစ်နေတယ်။ Telegram station ဆိုတာက Telegram ရုံးဆိုတာလူတွေအများကြီးဝင်ထွက်လုပ်နေဗျာကျွန်တော် Telegram operator ဆိုတော့တယောက်တည်းရှိရမှာဟို stock ရုံးနေမှာလို့မျိုးဘေးနားမှာအတန်းလိုက်ကြီးစကားပြောရတာဒါမျိုးဆိုတော့ကျတော့ပို့လိုက်တဲ့ station က signal နားထောင်ရတဲ့သူတွေဒီလိုမျိုး noise တွေအများများနေအခါမှာဘာဖြစ်လဲဆိုတော့ပေးခြင်းနဲ့ message ရှိတာတခုသူတို့ကြားတာတခုဖြစ်ပြီးတော့ Moscow တွေအန်ကုတ်ပြန်လောက်တာတော့ဒီကုတ်လောက်တာတော့ဒါမျိုးကိစ္စတွေမှာ အမားတွေများတယ် error တွေများတယ်ဗျနောက်ထပ်နံပါတ်3အချက်ကကြတော့ကျွန်တော် signal powerful မဖြစ်တဲ့ဘယ်လိုလဲဆိုတော့ကြတော့မျိုးတွေအရန်ဝဲပြီဆိုရင်ကြတော့ signal drop ဖြစ်တာအရန်များတယ်ဘာလို့ဆိုတော့သူတို့တုံးထားတဲ့ battery system relay system infrastructure တခုလုံးဒီအဲ့လိုမျိုးအရန်ကြီးဝေးတဲ့ area ကို coverage ဖြစ်ဖို့တော့ကမလုံလောက်ဘူးဗျာဆိုတော့ Addison Dario သိတဲ့အခါမှာ variable modifying ဝင်လို့လဲဆိုတော့ကြတော့နံပါတ်1အချက်ဆုံးကဈေးကြီးရဟောသူဈေးချိုအောင်ပြင်ပေးတယ်ဘယ်လိုပြင်လဲဆိုတော့သူလုပ်တာရှင်းရှင်းလေးပဲဘာမှအပိုစာလာထက်မထည့်ပဲနဲ့ရှိပြီးသား line တစ်ခုကိုပဲကျွန်တော်တို့ အရင် message ကြောင်းမဲ့ပို့လို့ရတဲ့ကိစ္စကနေ message ကို၃လေးကြောင်းပို့လို့ရအောင်လုပ်ပေးဒါရောကျွန်တော်တိတ်တိတ်ရှင်းပြမနေဘူးဒီလောက်ဆိုလုံလောက်ပြီနောက်တစ်ခါနံပါတ်နှစ်အချက်ဖြစ်တဲ့ကျွန်တော် signal draw ဖြစ်တဲ့ဟာအတွက်ကြောင့်တော့သူကနေပြီးတော့ဘလိုတောင် modify လုပ်လဲဆိုရင်ကျွန်တော်ဒီဘက်က transmitter ရော receiver ရောသူက upgrade လုပ်တယ် transmitter ဘက်မှာကျွန်တော်ကျွန်တော် ပုံမှန်ဆိုရင် transmitter လုပ်တဲ့ telegraph operator ဒီအဲကျွန်တော် customer လာပြီးရဲ့ message ကိုသူကနေပြီးတော့ moscow အနေနဲ့ decode လုပ်တယ်ပြီးတော့မှအဲ့ကိုကိုသူကသူဒီဘက်က type လုပ်တယ်ဗျဆိုတော့ addison ကအဲ့ဒါကြီးကြော်ပြီးတော့ကြတော့ customer လာပေးတဲ့ message ကို Moscow အနေနဲ့ decode လုပ်ပြီးဆိုတာနဲ့အဲ့ Moscow လုတ်ထားတဲ့ code ကိုကျွန်တော်တို့ set တစ်ခုရှိရပဲ machine တစ်ခုလေဒီထဲကို feed လုပ်လိုက်ပြီးဆိုတာနဲ့ဒီဒီ set ကနေပြီးတော့ secondary auto translate လုပ်ပြီး auto ပြောင်းပြီးဒါက transmitter ဘက်ကနေသူ modify လုပ်လိုက်တဲ့ကိစ္စနောက်တစ်ခါ receiver ဘက်မှာကျတော့လေအရင်လိုမျိုးလူကနေပြီးတော့နားထောင်ရတာမျိုးမဟုတ်တော့ဘဲနဲ့ ဝင်လာတဲ့အတန်တွေကိုချက်ချင်းသူကမော့စကိုအနေနဲ့ပြောင်းပေးတဲ့ session တစ်ခုဆောက်လိုက်တယ်။ Lorel check ကကြောင့်အဲ့ဘက်က receiver ဘက်က station မှာနေတဲ့ operator ဒီဆောင်းနာထွက်လာတဲ့ Moscow တွေကို and go ပြန်လုပ်ပေးအောင်မယ်။ဆိုတော့ဒီဘက်ကခမရပို့ခြင်းတဲ့ message ကဝတ်မှာ dead ရောက်သွားတယ် Edison ရဲ့ updated version မှာ။နောက်ကနံပါတ်3ချက်ဖြစ်တဲ့ signal drop ဖြစ်တာကိုကြာဘလို့ဝင်ပြင်လဲဆိုတော့ station တစ်ခုလုံးမှာသုံးထားတဲ့ကျွန်တော်တို့ battery တို့ relay တို့တခြား system တွေအားလုံးကိုသူကနေပြီးတော့အရန် powerful ဖြစ်တဲ့ magnet တို့ဘာလို့ညာတို့သုံးပြီးတော့ quality draw မဖြစ်အောင်လုပ်လိုက်တယ်အချို့ပြောရမယ်ကျွန်တော် addition အခုလိုမျိုး telegraph system မှာလိုအပ်နေတဲ့အရာအားလုံးကိုပြန်ပြင်ပေးပြီးတော့ modify လုပ်ရတဲ့နာမည်ရမ်းကြီးလာတယ်နောက်တစ်ခါ addition ကဒီမှာရမရဘဲနဲ့သူ့ရဲ့ဒီ infrastructure ဒီ plan ဒီ idea ဘယ်မှာဆက်သုံးလဲဆိုတော့ stock market ဘယ်မှာသွားသုံးလဲအဲ့မှာသူထုတ်လိုက်တဲ့ machine တစ်ခုရှိတယ် stock taker machine ဆိုတာဒီဆက်လုပ်လုပ်ပေါ်တော့ရှင်းတယ်ကျွန်တော် bank နဲ့ brokers တွေအဓိကလိုအပ်တဲ့ up to date information တွေ up to date stock တွေအားလုံးကိုသူကနေပြီးတော့စာရွက်ပုံမှာ print ထုတ်ပေးရမျိုးဆိုတော့ပြန် IK မှာအားရရဲ့လုံးဝကို game changer ဆိုတော့ချက်ချင်းပဲဒီဆက်ကနာမည်ကြီးလာပြီးတော့ကြတော့နောက်ဆုံးမှာ stock company တခုကနေပြီးတော့ Addison Latia နေလက်ရှိဒီဆက်ကိုနောက်ထပ်ဒါမျိုးဆက်ဒီ online ကျင်းလဲ produce လုပ်ခွင့် right ကိုဒေါ်လာ၄000ပေးပြီးဝယ်သွားတယ်။ဆိုတော့အဲ့ဒီချိန်မှာဒေါ်လာ၄000ဆိုရင် amount ဒီ back end မှာဒေါ်လာ1000ကျော်နေညီရယ်ဗျာ။ဆိုတော့ major စဉ်းစားကြည့်လိုက်။ Addison လိုမျိုးကျွန်တော်တို့ရရလို့လုပ်ပြီးတော့ hassle လုပ်လာတဲ့လူတယောက်ဒီလိုမျိုးကျွန်တော်ဂျပန်လုပ်ပြီးတော့သူအားရတဲ့ချိန်မှာဟိုတွင်ဒီတွင်လုပ်ရတဲ့သူတယောက်အတွက်က ဒါမျိုးအမောက်ဆိုတာသူ့ဘဝအတွက်ကဘယ်လိုပြောမလဲအရင်ကြီးရဲ့ impact ကြီးဗျ Addison မဟုတ်ဘဲနဲ့ Addison နေရာမှာတခြားသူသားဆိုရင်ကျွန်တော်ပြောမယ်သူတို့ဘာလုပ်မလဲဒီဒေါ်လာတသန်းကင်ပြီးတော့မြေဝင်ဝယ်မယ်ဒါမှမဟုတ်လည်းသူတို့ဆိုင်းရဆိုင်းရ bonds နေ base kindness stocks တွေဝယ်ပြီးတော့ကျသူ assets တွေခွဲပြီး allocate လုပ်မယ်ပြီးရင်သူကသူ easy ပဲနေမယ်နေပြီးတော့ကျတော့ဆိုင်းရဆိုင်းရ invention တွေအခုလိုမျိုးထပ်ဖြစ်များကြီးလုပ်မယ်ဗျတော်ရတာပဲ Addison ကကျတော့သူ့လက်ထဲမှာပတ်ဆက်မျိုးမျိုးရရပြီးဆိုတော့လည်းတောက်ဘောမလို့လုံးဝ straight to business သူရှိသမျှအားလုံးကိုဘယ်မှာအော်လင်ဝင်ကြုံလဲဆိုတော့ရှေ့မှာတမိုင်းချောင်းတစ်လျှောက်လုံးမှာဘယ်ကောင်မှမထောင်ခဲ့ဘူးတဲ့ recession lab center တခုကောက်ထောင်တယ်နောက်ပြီးဒီထဲမှာလုံးဝပျက်စီးမှန်တဲ့မြတ် lab အတွက်လိုအပ်သမျှအားလုံးအကုန်ပြည့်ရင်တယ်နောက်ပြီးဒီဘက် fee မှာရှိနေပြီးသားဆရာကြီးပါဆိုရဲကောင်တွေခေါ်ပြီးသူစီမှာအကုန်တန်းစီပြီးအလုပ်ခံတယ်ပိုလန်နာတခုက Edison အခုလိုမျိုးအော်လင်ဝင်ကြုံတဲ့ကိစ္စတွေသူ့မှာ plan မရှိပဲလုပ်တာမဟုတ်ဘူးသူ့မှာနောက်ထပ်ဆက်သွားမယ့် plan အသေးသေးရှိပြီးသားဘယ်လိုလဲဆိုတော့ကျွန်တော်ရှင်းပြမယ်အက်ဒီဆန်အခုလိုမျိုးဘယ်သူမှမစသေးတဲ့ lab ကိုပထမဆုံးအချိန်စထောင်ပြီးတော့ကြတော့ အခုလိုမျိုး all in ဝင်ကြုံတဲ့ကိစ္စသည်သတင်းစာကောင်းကြီးပိုင်းမှန်သမျှနဲ့ media ရန်ကနေပြီးတော့တခုတ်တရာလုပ်ပြီးဖော်ပြရတယ်။ဒီလိုဆိုရဲကမှ attention နဲ့သူလိုအပ်တဲ့ public attention ရရသွားပြီ။ဘာလို့သူ public attention လို့လဲဆိုရင်ကျွန်တော်ရှင်းပြမှာ။သူ့မှာရှိသမျှပတ်စံအားလုံးကို starting phase မှာတုံးပြီးသွားပြီဗျာ။ကျွန်တော်ပြောချင်တာနောက်နောက်သူတို့ lab ကနေပြီးတော့ကျွန်တော်တို့ invention တွေထုတ်ရမယ် project တွေထုတ်ရမယ်ဒါအတွက် budget ကတင်းချီတန်းချီပြီးတော့ဆိုတော့ရှင်းရှင်းပြောရင်သူ့အနေနဲ့ buy လုပ်လဲဆိုတော့ investor တွေလိုတယ်ဆက်သွားမယ် agenda သူဆက်သွားမယ် project တွေသူဆက်လုပ်မယ် invention တွေကိုယုံကြည်ပြီးတော့ မင်းလှုပ်ဆိုပြီးတော့ပတ်စံပုံပေးမဲ့ investor တွေလိုတယ်ဒါကြောင့်မလို့သူက attention လိုတာနောက်ပြီးရင်ကျွန်တော်တို့ဒီ two lab ကနေပြီးထုတ်ခဲ့တဲ့ product တွေကိုကြည့်တယ်မယ်ဆိုရင်အားလုံးကလူစိတ်ဝင်စားတာများတဲ့ fee တွေနဲ့လူတွေပတ်စံပုံပြီးပေးရင်တဲ့ fee တွေမှာပဲသူဝင်ကြုံတာများတယ်အဲ့ဒါကြောင့်လည်း Edison ကကျွန်တော်ဥမာပေးရမယ်ဆိုရင်ဒီသူ lab ထောင်ပြီးတော့ကြာပထမဦးဆုံးဆက်ဆံခြင်းလုပ်တဲ့ project ဒီရှေ့မှာသူ့ဘဝကိုဒီရှင်နေရအောင်ပို့ပေးခဲ့တဲ့ telegraphy နဲ့ဆက်ဆံတာကိုပဲလုပ်တယ်။နောက်ပြီးတော့သူဒီလိုမျိုး train ထားတဲ့ prototype ပြီးသွားတဲ့အခါမှာလည်း တို့ကပုံမှန် inventory လိုမျိုး company နဲ့ light ချပြီးတော့ကျွန်တော်ဟာလေးကြည်ပါဘာညာဒီမျိုးဒါမျိုးတွေလောက်မနေပဲနဲ့ဆရာသမားဟိုတရင်စာရှင်းလင်းပွဲပုံစံမျိုးဗျာဥပမာသူ media ဖိတ်မယ်ပြီးအဲ့မှာပတ်စံမြောက်သုံးတာနဲ့ investor တွေဘာညာအကုန်လုံး dance ကြီးဖိတ်မယ်ဖိတ်ပြောကြဆိုတော့သူထွန်ထားတဲ့သူ prototype ကိုဒီမှာပြရတယ်ဆိုတော့အဲ့ဒီချိန်က investor တွေဆိုတော့ပတ်စံပေါ်တယ်ဗျာဒါပေမဲ့သူတို့ပေါ်ရတာတစ်ထပ်ပေါ်အောင်မလုပ်လဲဆိုတော့အခုလိုမျိုး Edison တို့လိုမျိုးဟိုဖြစ်ထွန်းနိုင်ရင်အများကြီးရှိရ startup company ကြီးနောက်ပြန်ဒါမျိုးကြံနိုင်ဖန်နိုင်စွမ်းရှိရကောင်တွေကိုလိုက်ရှာရတယ်ဆိုတော့အဲ့ဒီချိန်မှာ Edison ကနေပြီးတော့သူ့ lab ကထုတ်ထားတဲ့ product အစမ်းတွေ လူတွေအတွက်အရန်အကျိုးရှိမဲ့ product တွေတစ်ခုပြီးတစ်ခုကိုထုတ်ပြပြီးတော့ကြတော့ဒါမျိုးကိစ္စကိုလည်း media ကိုခေါ်ပြီးတော့ public attention ယူနေတဲ့အခါမှာဒီ best and sona အရန် product investor ရဒီတိုင်းမနေနိုင်တော့သူရကနေပြီးတော့ sona artisan company ရဲ့မှာသူလိုအပ်တဲ့ project တွေလုပ်ဖို့သူလိုအပ်တဲ့ invention တွေလုပ်ဖို့အတွက်ကိုဒေါ်လာသိန်းချီတန်းချီပြီးတော့ရင်းညားတယ် artisan ကိုစဉ်းစားကြည့်တယ်ကျွန်တော်အရင်ဘာမှမရှိတဲ့အခြေအနေမှာတောင်မှသတင်းစာရောင်းလိုက်ကြုံရလို့လုပ်လိုက်နေသူထွင်ကျင်တဲ့ invention ကိုဖြစ်အောင်ထွင်နေတဲ့သူ ဒါမျိုးသူသွားပြီးတော့ကျမင်းကြိုက်တယ်လို့တော့မင်းကြိုက်တယ်လို့ချတယ်ပြီးတော့ဒေါ်လာတန်းချီပုံပေးလိုက်တာကျွန်တော်ပြောကြားကိုတောင်းမှန်းတက်ပေးလိုက်တယ်နဲ့တူတူပဲအခုလိုမျိုး budget တောင်းသွားပြီးတဲ့နောက်မှာ Edison ကနေပြီးတော့ကျွန်တော်တို့တမိုင်းတစ်ချောင်းလုံးမှာနာမည်အကြီးဆုံးဖြစ်မဲ့ project တွေဇက်တိုက်လုပ်တယ်1880ခေါ်မှာ phonograph 1889မှာ light bulb 1882မှာ electrical power system 1890မှာ kinetoscope 1900မှာ nickel ion battery စာရီတစ်ခုပြီးတစ်ခုဇက်တိုက်ထုတ်ပြီးတော့ဒီဘက်ဖီးမှာထိတ်ဆုံးအောင်နေမင်းမှုခဲ့တယ်။လူရီအမတ်မိုင်ယာဒီအက်ဒါဆန်ဒီလိုက်ဘပ်ကိုအင်ဗန့်လုပ်ခဲ့ရမဟုတ်ထွင်ခဲ့ရမဟုတ်ဒီလိုက်ဘပ်ဒီအက်ဒါဆန်မတိုင်ငယ်နှစ်တရာလောက်ခဲ့ရကြိုထွင်ခဲ့ရသူတွေရှိပြီးသားဒါပေမဲ့သူတို့အင်ဗန့်လုပ်ခဲ့တဲ့ prototype မှာအားနည်းချက်တွေအများကြီးရှိတယ်။ကျွန်တော်ဥမာပြောရမယ်ဆိုရင်ဒီလိုက်ဘပ်ထဲမှာသုံးထားတဲ့ filament ဒီနန်းချိုးမြင်ကဈေးလဲရန်ကြီးရယ်နောက်ပြီးတော့ကျတော့ခန္ဓာလေးနဲ့ဘန်းတော့ဖြစ်သွားတယ်ခန္ဓာလေးနဲ့လောင်တာမြန်တယ်ဗျာ။ ဆိုတော့ကျွန်တော်မီးသီးရမီးလင်းလာတယ်ဆိုတော့ဘလောက်မှမကြောက်တမင်းနဲ့နမင်းနဲ့ငြိမ်ဝင်အဆင်မပြေဘူးနောက်ပြီးအထဲမှာကျွန်တော် liber မှာတုံးထားတဲ့ vacuum ဆိုတဲ့လေဟာနယ်ရှိတယ်ဒီလေဟာနယ်ကလိုအပ်သလောက် strong မဖြစ်တဲ့အခါကျတော့အထဲမှာ oxygen တွေပါလာများတဲ့အတွက်ဆိုတော့ filament ကိုတော့ပြီးပြဿနာပေးဆိုတော့ဒီနေရာမှာ addison ဝင်လာပြီ Addison နဲ့သူ့အဖွဲ့တစ်ဖွဲ့လုံးက24/7အခုဖြစ်နေတဲ့ live band မှာရှိတဲ့ပြဿနာအားလုံးအတွက်ကိုဖြေရှင်းမှုအဖြေရှာပြီးတော့ကျွန်တော်တမိုင်းတဲ့ site ထူနိုင်မှုအတကုံကျုံညာရုံညာတယ်။ဒီလိုမျိုးဆိုတော့အဓိကဒုက္ခပေးနေတဲ့ live band ရဲ့အထက်တဲက filament ခေါ်နန်းချိုးမြင်အတွက်ကိုအစဉ်ပြေနိုင်မဲ့ material မျိုးပြောင်းပြီးတော့စမ်းသပ်ကြတယ်။ platinum, nickel, copper, cotton thread, linen, bamboo စာရိုက်တစ်ခုပြီးတစ်ခုနဲ့ကုန်ကြမ်းပေါင်းအခု1000နီးပါးဒီလိုက်ပြီး test လုပ်ကြည့်ရတယ်။အကျဉ်1000ကျော်တိုင်ပြောက်ပြီးနောက်1889ခုနှစ်မှာတော့ Edison ကသူ့ရဲ့ light bulb model အသစ်နဲ့ event တစ်ခုလုပ်ပြီးတော့ media ရဲ့သတင်းသမားတွေပါဖိတ်ပြီးတော့လောကအလုံး surprise တိုက်တယ်။ ခု Edison modify လောက်ထားတဲ့ light bulb မှာကျွန်တော် filament အနေနဲ့ carbonized cordon thread ကိုသုံးတယ်။နောက်ပြီးအရင်လိုမျိုး၄ chroma ဖြစ်အောင်လို့ high quality vacuum glass bag ကိုသုံးတယ်။အကျိုးဆက်အနေနဲ့ကတော့အရင်သူများရေလောက်ခဲ့တဲ့ light bulb ကကျွန်တော်တို့အလွန်ဆုံးကြာမီးတဲ့ပိုင်းရောရပြီးငိမ့်သွားတာ။ဒါပေမဲ့အခု Edison modify လောက်ထားတဲ့ light bulb ကဘာဖြစ်လဲဆိုတော့ကျွန်တော်နိုင်ပေါင်း၁၄နိုင်တိတိ filament အစ်စ်လဲရမလို့နဲ့ဇက်တိုက် run လို့ရသွားတယ်။ ဆိုတော့ဒီတကွမ်းနဲ့ဒီပန်ဂိမ်းမှာပါဝါဒိုင်နမစ်ကကွာသွားပြီအရှင်ပြေသွားပြီဆိုမှဆရာသမားဒီမှာရက်ဖို့စီစဉ်မရှိဘူးဘာဆက်လုပ်လဲဆိုတော့သူဖီလာမန့်နေပိုကောင်းတာတစ်ခုပြီးတစ်ခုအစားထိုးပြီးဆန်းရင်းတယ်ကာဗွန်နိုက်စ်ဘန်ဘူဖီလာမန့်နေနဲ့တုံးတဲ့အခါမှာနိုင်ပေါင်း1900တိဇက်တိုက်ဒီလိုက်ဘပ်ကိုထွန်းထားလို့ရသွားတယ်တစ်ခုရှိတယ်ပဲစဉ်းစားကြည့်ကျွန်တော်ပြောအိုက်ဘက်ကအိုက်ဘက်အချိန်မှာ inventor ဆိုရသည် Edison တယောက်တည်းရှိရမို့တခြားလူတွေလည်းအများကြီးရှိတယ်။နောက်ပြီးတော့ science lab ဆိုရ Edison စလိုက်တယ်။ Edison ပထမဆုံးဆိုရမှန်တယ်။ ဒါမဲ့လို့သူ့နောက်မှာလိုက်ပြီးတော့ copy ကူးတဲ့ကောင်တွေတပြုတ်ဗျာဆိုတော့ကျွန်တော်ပြောတာဒီ ठी copy ကူးတာရတယ်ပြဿနာမရှိဘူးတကယ်လို့အခုလိုမျိုး addition လောက်ထားတယ်ကျွန်တော် live bulb design တို့ပြီးရင် तू train ထားတဲ့ तू အချင်းတပေါင်းကျော် sand ထားတဲ့ filament တို့ပြီးရင် तू သုံးထားတဲ့ vacuum stretcher တို့ဒါမျိုးတွေကိုစင်တူရိုးမလောက်ပြီး copy ကူးမယ်ဆိုကြပါစို့နောက်ပြီးရင် तू လက်ရှိလက်မှာ तू အားကိုးရတဲ့တွေ तू ကျားဆရာကြီးပါဆိုတဲ့ကောင်တွေရှိရဲ့ဆိုတော့ဒါမျိုးကောင်တွေသူနဲ့ပြန်မဲ့ competitor companies ကနေပြီးတော့လစာ၃လစာပေးပြီးခေါ်မယ်ပြီးရင်ဒီကောင်တွေဆရာကနေပြီးတော့ဆောင်းတာ inside info တွေနိုင်မယ်ဒါမျိုးတွေဖြစ်လာနိုင်တယ် ဒီကိစ္စအတွက်ကို Edison ဂျိုကာသွားရောရှင်းတယ်သူ train ခဲ့တဲ့မြ invention တွေအားလုံးသူလုပ်ခဲ့တဲ့မြ project တွေအားလုံးကို US အစိုးရစီမှာသူပိုင်တဲ့ patent မှာဆိုပြီးတော့မှတ်ပုံတင်လိုက်တယ် register လုပ်လိုက်တယ်တဘောကတော့ဗျာဒီ patent မှာပါတဲ့ owner တွေဒါလင်းဒီ patent အတွက်ဒီ invention အတွက်ကို100% ownership ရှိမြ100% control ရှိမြဒီတဘောပဲပေါ့ အဲ့ဒါဆိုကြပါဦးကျွန်တော်ဒီ company တခုကနေပြီးတို့ percent တွေအရင်သုံးနိုင်တယ်ဆိုတော့တို့အနေနဲ့ဒါမျိုး live app တွေထုတ်ပြီးတော့ market ထဲကိုဖြည့်ရင်လည်းလူတွေရောက်မိကြတယ်ဆိုကြပါဦးဒါဆိုရင်တို့အနေနဲ့ဘာလုပ်အောင်လဲဆို Edison နဲ့တွားညီညီပြီးတော့ Edison ကြိုက်တယ်ဈေးပြီး Edison တောင်းတဲ့ loyalty ခက်ပြီး Edison က consensus ဖြစ်ပြီး Edison သဘောကျပြီဆိုတဲ့အခါမှသာတို့ကဒီ market ထဲကိုဒီ live app တွေဖြန့်ဝင် right ကိုရမှာနောက်ပြောကြကျွန်တော်အပေါ်မှာပြောခဲ့သလိုမျိုးသူရဲ့ပြန်မဲ့ကမ်ပဏီကြီးကနေပြီးတော့သူ့စီရဲ့အကောင့်ဆုံးမှာအတော်ဆုံးမှာဆိုရဲသူ့ဝန်ထမ်းတွေကိုဆွဲခေါ်သွားပြီးတော့ သူရဲ့ idea ကိုခိုးဖို့ကြိုးစားမယ်သူရဲ့ insight info တွေနိုင်ဖို့ကြိုးစားမယ်ဆိုတော့ adset အနေနဲ့ကဘာမှရေးကြီးတော့ပြာပြာခတ်နေကြမလို့သူတို့ပေးလုံလိုက်ပေးလို့ပြောသူတို့ဒီ product တွေပေးထုတ်လိုက်ဒီကောင်နေနောက်ဆုံးမေးဒီ project တွေကို market ထဲဖြန့်မိဆိုတဲ့အခါကျမှ Edison ကနေပြီးတော့ဆိုတော့သူမှတ်ပုံတင်ထားပြီးသားဖြစ်တဲ့ pattern ကိုကင်ပြီးတော့ဒီကောင်နေဒီလိုလုပ်လို့သူ့အတွက်ဘယ်လောက်နစ်နာပါလဲဘယ်လောက်ထိခိုက်ပါလဲဆိုပြီးတော့နစ်နာကြီးယော်ကြီးအနေနဲ့ဟိုဒေါ်လာအတန်းပေါင်းများစွာတောင်းလို့ရတယ်။ဒါပေမဲ့ဒီနေရာမှာစတာတစ်ခုရှိတယ် Addison နီးနောက်ဆုံးပိတ် live bubble drug ကိုသူ train ခဲ့တယ်သူ modify လုပ်ခဲ့တယ်ဒါကြီးကိုကျွန်တော်တို့ commercial use အနေနဲ့တုံးလို့ရအောင်လုပ်ခဲ့တယ်ဆိုတော့မှန်တယ်ဆိုတော့သူအနေနဲ့ဖြစ်တင်တာက pattern ကိုမှတ်ပုံတင်နေတယ်ဆိုရင်နောက်မှဒီနောက်ဆုံးပိတ် version ကိုတင်လို့ရတယ်ဗျာဒါပေမဲ့ Addison အဲ့လိုမလုပ်ဘာလို့လဲဆိုတော့ရှေ့ကသူ trainer မဟုတ်ဘဲနဲ့သူများကြိုထွင်ခဲ့ပြီးသားဟာရှိရဗျာကျွန်တော်ထားပါတော့ကျွန်တော် filament လို့ပြန် glass tube တို့ဒီထဲမှာသုံးတဲ့ vacuum design လို့ဒါတွေအားလုံးကသူလုပ်ခဲ့ပါတယ်ဆိုပြီးတော့ဆွဲပြီးမှတ်ပုံတင်ပလိုက်တာကျွန်တော်ပြောဒါကြီးသူပိုင်တာမဟုတ်ဘူးလေ ူရှိရတခြားသူပိုင်တာသူတို့လုတ်ခဲ့ရတယ်ဒီလူတွေကသူတို့ပိုင်မှာဆိုပြီးတော့မှတ်ပုံမတင်ခဲ့တဲ့ကိစ္စသည်အဲဒီအချိန်မှာသူတို့ထုတ်ခဲ့တဲ့ live app က market share ကိုဖျက်လို့မရဘူး commercial use အနေနဲ့သုံးလို့မရဘူးဒါကြောင့်သူတို့ကမတင်ခဲ့ဘူးဒါဟုတ် addition သိလို့လည်းဒီအကွက်နင်းတာပဲ သူများရဲ့မတင်းတော့၅တင်းနဲ့ကွာဘာဖြစ်လဲဆိုတဲ့ပုံစံမျိုးပေါ့ဒီလိုပုံစံနဲ့ပဲ Addison ကနောက်ဆုံးတူတွင်ခဲ့တဲ့ finalize version live bug ကိုဒီထက် components တစ်ခုချင်းစီကိုခွဲပြီးတော့သူ့နာမည်ကို swag gap လိုက်တယ်။ဒါကြီးကကျွန်တော် public back ကကြည့်ရင်တော့စားတယ်ဗျ။ဘာလို့ကိုမလုတ်ခဲ့တဲ့ဟာကိုယ့်နာမည်ဆွဲသွင်းတာဆိုတော့လေကျွန်တော် business user ကကြည့်မယ်ဆိုရင်တော်တော်ကြီးကိုလန်းတယ်ကွာ။အရင်ကတော့ Addison ရဲ့ပြိုင်မဲ့ competitors တွေအနေနဲ့ကဒီနောက်ဆုံးပိတ် finalize version ဖြစ်တဲ့ live bug ကိုသူတို့မထွင်ခဲ့ဘူးဆိုပေမဲ့လေသူတို့အနေနဲ့ဒီဘက် market ထဲဝင်ရိုက်ခွင့်ရှိတယ်။သူတို့အနေနဲ့ဒီဘက် market ထဲဝင်ပြီးတော့ Addison live up မဟုတ်ဘဲနဲ့ Sendo Yoma live up တွေထောင်ပြီးတော့ဝင်ဖြန့်လို့ရတယ်။ Addison လှုပ်ထားတဲ့ zone တစ်ချက်ကြောင့်သူကလုံးဝကိုဝင်လို့မရတာ။ဘာလို့လဲဆိုတော့ကျွန်တော်ရှင်းပြမယ်။ Addison ကကားထုတ်တယ်ထားလိုက်။ဆိုတော့သူ့ရဲ့ပြိုင်ဘက်တွေကလည်းကားလိုက်ထုတ်မယ်။ဒါမဲ့သူတို့ကပုံစံပြောင်းမယ်ဗျ။ကျွန်တော်ဆိုင်ရဆိုင်ရ information တွေချိန်မယ်။ဒီလိုမျိုးပုံစံနဲ့ဝင် file လို့ရတယ်။ဒါမဲ့အခုပြဿနာက Addison သူကားရယ်မဟုတ်ဘဲနဲ့သူကားတစ်စီးလုံးကိုကောက်ဖြုတ်လိုက်။ကျွန်တော်တို့ကားတစ်စီးမှမဖြစ်မနေပါမယ် components တွေရှိတယ်။ဘာရှိမလဲ။ steering တို့ပြီးတော့ lever တို့ brake တို့ကားရဲ့ engine တို့ နောက်ပြီးတော့ကျွန်တော်တို့ဒီကားဘိန်းလို့ဆိုတော့ခင်ဗျားကားမှာစောက်ချင်တယ်ဆိုရင်ဒီကိစ္စအရသွားပြီးတော့ကြော်ပြီးဘာမှလုပ်လို့မရဘူးလေမပြည့်နေတာရထည့်မှာရအောင်ခင်ဗျားအနေနဲ့ကအဒက်ဆင်ရဲ့ကားကိုဒဲမထုတ်ပဲနဲ့စင်တူရိုးမလုပ်ပြီးကူးချရဲဆိုရင်တော့မှဆွမ်းနိုင်ကျွန်တော်ပြောရပစ္စည်းရမဖြစ်မနေထည့်ဆောက်အောင်မှာဖြစ်တဲ့အတွက်ဒီပစ္စည်းရခင်ဗျားစောက်ပြီးဆိုရင်အဒက်ဆင်ကိုဒီဘောကနေပြီးပါဆန့်ကတ်ကထည့်ပေးရအောင်ဆိုတော့ဒါကြီးကစောက်ရမ်းလန်းတယ်ကွအဲဒါကြောင့်မလို့ business shoe တော့အကြည့်ရင်ဘယ်ဘက်ကကြည့်ကြည့် သူ့အတွက်သူ့အိတ်ထဲကိုကြံအောင်ဆွဲချုပ်လိုက်တဲ့အကွက်လို့ကျွန်တော်ပြောတာအခုအချိန်အထိ Edison ထွင်ခဲ့တဲ့ live app ဒီ market ထဲကိုဖြန့်လို့ရပြီ man ဒါပေမဲ့ဒီ mini တစ်လုံးနဲ့တော့ဖြန့်လို့မရဘူးလေအဲ့တော့ဘာထက်လောက်ရလဲဆိုတော့ Edison ကနေပြီးတော့ဒီ live app အပြင်ကျွန်တော်တို့ဒီ electrical ecosystem တစ်ခုလုံးဆောက်ရတယ်ဒီဘက်ကမှာဆိုတော့ဒါကို power grid system လို့ခေါ်မယ်အထဲမှာကျွန်တော်တို့ generator တို့ fuse တို့ underground wiring တို့ဆိုင်းယားဆိုင်းယား components တွေအများကြီးပါတယ်ဆိုတော့ဒါတွေဒါပါဒီလိုနဲ့ပဲဇာတ်တိုက်ကျုံရင်းယုံရင်းကနေ Edison ကနောက်၄နှစ်အကြာ1882ခုနှစ်မှာတော့ နယူးယောက်ပတ်စထရီစတေရှင်ကနေအင်ဂျီပေါင်းယာကြီးအတွက်ကိုမီဒီအလုံးအပြောင်း400ကျော်တုံးပြီးတော့ကြတော့တလန်းလုံးလင်းထိန်ညောင်လေးလုတ်ပေးနိုင်ခဲ့တယ်။အာဒါဆန်တယောက်ဒီလိုနဲ့ပဲဇာတိုက်ချက်ရင်းကနေပြီးတော့တမျိုးလုံးတနိုင်ငံလုံးတကဘာလုံးအမခွင်းအလင်းဆောင်ပေးနိုင်မှုအတွက်အဓိကလိုအပ်တဲ့ foundation အုပ်မြေကိုချပေးသွားခဲ့ရပဲဖြစ်ပါတယ်။အချုပ်အနေနဲ့ပြောရမယ်ဆိုရင်တော့ Thomas Edison ကအခုလိုမျိုးတကဘာလုံးအတွက် impact အရမ်းများစေမဲ့ project တွေလူတွေအတွက်အကျိုးရှိစေမဲ့ invention တွေအများကြီးထွင်သွားခဲ့တယ်ဆိုတာမှန်တယ်။ ဒီလိုလုပ်ပြောတဲ့သူကဘာကျော်လာတဲ့အရန်ချမ်းသာလာတဲ့အရန်နာမည်ကြီးလာဆိုတော့မှန်တယ်ဒီလိုမျိုးအရန်တော်ရဲ့ပုံကိုမျိုးမှာတောင်မှသူဘာလို့လို့တိုင်ပြောက်တဲ့ကာလတွေဒေါ်လာတန်းချီပြီးအရှုံးပေါ်တဲ့အခိုက်အတန့်နေလုပ်ငန်းနေရာလုံးဒေဝါလီခန်းလူငယ်ကြီးတီဖြစ်တော့တဲ့အနေထားတွေဆိုတာကြုံခဲ့ရတယ်ဆိုတော့အချုပ်ရင်းပြောရမယ်ဆိုတော့ Thomas Edison ကဘလောက်ပဲတိုင်ပြောက်နေနေသူ project တွေသူ invention တွေဘလောက်ပဲဒေါ်လာတန်းချီပြီးရှုံးနေနေဘလောက်ပဲခက်ခဲနေနေမရမကလမ်းရှာပြီးတော့ပဲဇက်တိုက်ကြုံရင်ယုံရင် လူတွေအတွက်အကျိုးရှိစေမယ့် invention တွေဇာတ်တိုက်ထွင်ရင်းကနေပဲ October 16 1932ခုနှစ် Edison အသက်84နှစ်အရောက်မှာတော့96ပါးယောဂါနဲ့ပဲကွယ်လွန်သွားခဲ့ပါတယ် Edison တရားအသက်ရှင်နေတဲ့ကာလအတော်အတွင်းမှာ invention ပေါင်း1093ခုတိတိလောက်ခဲ့တယ်လို့ဒေါ်လာ12သန်းကျော်တိလည်းဒီဘဝကနေအကျိုးမြတ်ရသွားခဲ့တယ်ဒီဘဝကနေရှာသွားခဲ့တာပဲဖြစ်ပါတယ် Edison ကွယ်လွန်ပြီးနောက်တည်းအော်တိုဘာ19ရက်နေ့မှာတော့ US အစိုးရ Harvard Hoover ကနေပြီးတော့ဘုလိုမျိုးသူတို့တနိုင်ငံလုံးအမောက်ခွင်းအလင်းဆောင်ပေးခဲ့တဲ့ Thomas Edison ကို honor လုပ်တော့အဖြစ် ဒါပေမဲ့ဒီမိဘိတ်ဖို့အတွက်ကိုပြောခဲ့တယ်လို့တနိုင်ငံလုံးကလည်းဒီကိစ္စအတွက်ကိုတင်းကြီးတညွတ်ထဲလောက်ကြတယ်။ TV ရောကတော့ Thomas Edison တယောက်ကြောထောင်နောက်ကဘာ background မှာမရှိဘဲနဲ့အဖက်ဖက်မှာတိုင်ပြောင်းနေတဲ့အခြေအနေအားလုံး flip the script လုပ်ပြီးတော့လူရီအားလုံးအတွက်အကျိုးရှိစေမယ့် invention တွေ project တွေဘလို့ train သွားလဲ။ဘလို့မျိုး strategy move တွေရွှေ့ပြီးတော့ဒေါ်လာ12သန်းကျော်ရှာသွားလဲဆိုတော့ကိုကျွန်တော်သေးသေးရှင်းပြတော့ပဲဖြစ်ပါတယ်။ပြောချင်ရှိအားလုံးလည်းပြောပြီးသွားရည်ဆိုတော့ကျွန်တော်ထုံးစံအတိုင်း training session လေးဆက်လိုက်အောင်။ကျွန်တော်သိချင်တာကတော့ မိတ်ဆွေအနေနဲ့ Thomas Edison ကိုဘယ်လိုမြင်လဲကျွန်တော်ပြော Inventor တည်တဲ့အနေနဲ့လားဒါမှမဟုတ် Businessman အနေနဲ့လားဒါမို့ဒီနှစ်ခုလုံးပေါင်းဆက်ထားတဲ့ mastermind ပုံကိုလားဘယ်လိုမျိုးမြင်လဲအဖြေရတော့ဒုံသန်တိုင်းဟိုကမန်နေဒီယာမားရယ်လို့မရှိဘူးကျွန်တော်ပြည့်စုံချင်တာမိတ်ဆွေတို့ဗီဒီယိုမကျော်နဲ့မခွာနဲ့အဆုံးနေရအောင်ကြည့်နားလည်အောင်ကြည့်သဘောပေါက်အောင်ကြည့်ပြီးတော့လည်းကိုထင်တယ်လို့ကိုနားတယ်လို့အဖြေရဒီဗီဒီယိုက comment section မှာမှတ်သွားလိုက်ပါတရားနဲ့တရားအမြင်မတူတဲ့သူအချင်းချင်းဆွေးနွေးလို့တိုင်ပင်လို့ရတာပေါ့ခုလိုမျိုးမိတ်ဆွေဘဟုသုတလည်းရရမယ်အုံနောက်အတွက်လည်းကြိုးရှိမယ် ။နောက်ကဘဝတလန်းအတွက်လည်းတစ်ဖက်တလန်းအထောက်အကူပြုပေးမယ် content တွေ။ဆရာကြီးဆရာကြီးဘယ်လိုဖြစ်လာလဲဆိုပြီးအပူမပေါ်တဲ့ဖြစ်ရမယ် live story ကို General ဆရာ YouTube channel နဲ့ပြီးတော့အပတ်စဉ်တိုင်းတင်ဆက်ပေးနေမှာဖြစ်တဲ့အတွက်မိတ်ဆွေအနေနဲ့ဒီဗီဒီယိုလေးကြည့်ပြီးတော့ကိုယ့်အတွက်တစ်ခုခုအကျိုးရှိသွားတယ်ဘ ഹു ဒုဒ္ဒအတိုးသွားတယ်ဆိုရင် General ရဲ့ channel ကို subscribe share လုပ်သွားလိုက်ပါအားလုံးပဲကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုလေးမှာပြန်ဆုံကြပါမယ်